တည်င်းကျိုးခုတည်င်းကျိုးလာပြီးပြီးတော့ကိုအတွက်ပေါ့နော်ဘလိုရလေးတွေကြုံတွေ့ရမလဲဆိုတဲ့ဟာလေးကိုကြည့်ပေးထားတယ်ကြည့်ပေးထားတဲ့အချိန်မှာအဲကြီးမားတဲ့ပြောင်းလဲမှုတော့ဖြစ်ပေါ်လိမ့်မယ်ဘာလို့ဆိုဒီမှာမေချာကတ်ချီချီကို3လေး5 6လဲဆို6ကတ်တော့မပါဘူးအဲ့တော့ကိုအတွက်တခုခုထူးထူးခြားခြားဖြစ်မှာပေါ့နော်အဲအရင်ကကိုဟိုပြဿနာဟိုတခုခု ပြဿနာတွေရင်ဆိုင်ရတာပဲဖြစ်ဖြစ်ပေါ့နော်တခုခုကိုယ့်အတွက်ခက်ခဲဖြစ်ဟိုအဖြေရှာမရတာတို့အဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုလေးတွေဆိုရင်တခုခုကိုယ့်အတွက်ကိုပြပြသသဆုံးဖြတ်ဖြတ်လိုက်မယ်ပေါ့နော်အဲ့ကိစ္စတခုခုကိုဟိုတရားတစ်ပေါင်နဲ့ရင်ဆိုင်ရတာပဲဖြစ်ဖြစ်ပေါ့နော်တခုခုပြဿနာတခုခုအေးတရားရောင်းနေပြဿနာတခုခုဖြစ်နေတဲ့အရာလေးတွေဆိုရင်ကိုကတည်တည်ကြာစဲတည်တည်ကြာကြာနဲ့ဆုံးဖြတ်ဖြတ်လိုက်မယ်အတိကျတဲ့ဟိုတိကျတဲ့ပြတ်သားတဲ့အဖြေကိုချမှတ်ချမှတ်နိုင်လိမ့်မယ်ပေါ့နော် อืมချမှတ်နိုင်လည်းမယ်အဲ့ဒါလည်းကိုယ်အတွက်ကောင်းတဲ့အရာလေးဖြစ်မယ်ပေါ့နော်ကိုယ်အတွက်ကောင်းတဲ့အရာလေးဖြစ်မယ်ပြီးရင်ကိုကอืมဆုံးပြတ်ချက်တွေဆိုလဲတေချာလေးတေချာလေးဆိုတာဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲ the empress energy နဲ့ဆိုတော့ ဟိုကိုဆုံးဖြတ်လိုက်တဲ့အရာဆိုလဲကို့အတွက်ကြီးမဟုတ်ဘဲနဲ့သူများအတွက်ကောပေါ့နော်ဟိုပြောမယ်ဆိုဘယ်လန့်ညီညီဟိုမေတ္တာတရားရှိထားပြီးတော့ကိုဆုံးဖြတ်ဖြတ်လိုက်မယ်ပေါ့နော်ကိစ္စတကူကူဆိုလဲသူ့အတွက်လည်းကြီးကို့အတွက်လည်းကြီးဟိုဟိုတချို့တချို့ဆိုတာအဲ့လိုဖြစ်တတ်တဲ့သဘောရရှိရလေတခုခုဆိုရင်ကိုယ်အတွက်ပဲကိုကြီးတဲ့သူတွေပါနေအဲ့လိုတော့ရှိရပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာဆိုရင်အဲကိုကကိစ္စတခုခုဆိုလဲအဲ့လိုဟိုဘလိုပဲဖြစ်ဖြစ်အဲ့လို ိုမေတ္တာတရားကိုရှေ့ထားပြီးတော့ဗောနော်ပြီးဟိုဟိုကိုချင်းစာတရားလေးတွေရှေ့ထားပြီးတော့ဟိုဆုံးဖြတ်ဖြတ်လိုက်မယ်ဗောနော်음ပြီးရင်လူများအားကြခြင်းကိုလည်းခံစားခံရမယ်သူများအထင်ကြီးအားကြခြင်းကိုလည်းခံစားရမယ်အထင်ကြီးအားကြခြင်းကိုခံရမယ်ဆိုတဲ့အတွက်ကြောင့်မို့ကိုကလည်းအောင်မြင်မှုတနေရာတော့ရမှာဗောနော်အောင်မြင်မှုဟောဒီကအောင်မြင်မှုကတော့ကိုယ့်ရဲ့အောင်မြင်မှုအပေါ်မှာသူများတွေလေးစားအားကြအထင်ကြီးတာတွေဖြစ်လိမ့်မယ် ပြီးရင်ဟိုကိုကလည်းဟိုပေးနိုင်ကမ်းနိုင်လင်းမယ်ပေါ့နော်ပေးနိုင်ကမ်းနိုင်လင်းမယ်ကိုမရှိတဲ့အရာလေးတွေနဲ့သူများရှိတဲ့အရာလေးမျှဝေတာဖြစ်ဖြစ်ကိုမကိုကလည်းပေါများကြွယ်ဝလာတယ်ဆိုရင်သူများလေးသူများကိုအဲ့လိုဟိုပေးကမ်းတာလို့ပေါ့နော်အဲ့လို balance ညီညီလေးနဲ့အဲ့လိုရှေ့ဆက်သွားလိုက်မယ်ပြီးရင်ကိုရဲ့ဟိုကိုရဲ့စိတ်ကလည်းကြည်လင်ပြီးတော့ဟိုလိုဘယ်လိုပြောမလဲကြည်လင်လာလိုက်မယ်ပေါ့နော် ေကိုတခုခုကိစ္စတခုခုကနေကိုလက်ထွက်သွားတင်တာတို့နောက်ဆုံးဟိုဟိုအလုံနေရပြောင်းတာပဲဖြစ်ပေါ့နော်တနေနေရကိုဒီအခုလက်ရှိနေရမဟုတ်ဘဲနဲ့နောက်တနေရကိုကိုသွားချင်တဲ့စိတ်အဲ့လိုမျိုးပေါ့နော်အဲ့လိုလေးရာနေဟိုအဖြေရှာတွေးလိုက်မယ်ကိုအေးကိုသွားတဲ့နေရမှာလဲကိုဟိုလမ်းပြမဲ့လူရှိမယ်ပေါ့နော်အလုံအလုံမှာဆိုလဲကိုဒီအလုံကနေနောက်အလုံကိုပြောင်းနေထားလဲအေးပြောင်းတဲ့အလုံမှာကိုကို ်တင်ဟိုလမ်းညွန်ပြသမဲ့ဆရာသမားကောင်းတွေလည်းတွေ့မြဲပေါ့နော်အဲကိုစိတ်ရှိရှိနဲ့စောင့်ကြရတဲ့အရာလေးတွေ ਆ လေအကုန်လုံးအဆင်ပြေလာမဲ့ balance နေလာလိမ့်မယ်ကိုစိတ်တင်းကြကိုထိန်းချုံနေလဲမယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုလေးမြင်ရတယ်ဒီမှာတော့မေဂျာကက်ကြီးကြီးကြာဆိုတော့တော်တော်လေးတော့ဟိုပါဘောเนาะဟို ပြောင်းဝကြီးလဲကြီးကြီးမပြောင်းလဲမှုတော့တွေ့လဲမှာပေါ့နော်အတမဆိုမေချာကက်နဲ့မေချာကက်နဲ့ဟိုကအဲ့လိုအဲ့လိုတွဲရဲတွဲရဲလေးလေးကြပါပေါ့နော်အဲဆိုတော့ကိုတွက်တော်ကြီးမမပြောင်းလဲမှုတော့ဖြစ်လိုက်မှာဒါကြီးမပြောင်းလဲမှုဆိုတာကောင်းတဲ့ပြောင်းလဲမှုပါပဲကိုတွက်ကိုစိတ်တွေလည်းအစင်ပြေလာလိုက်မယ်ဟိုတခုခုဆုံးဖြတ်မယ်ဆိုရင်မြင်းများတတကိုကဆုံးဖြတ်ဖြစ်လိုက်မယ်အောင်မြင်မှုတွေလည်းရမယ်ကိုကသူများကိုလည်းသူသူများနဲ့ဆိုရင်ဆက်ဆံရမှာဆိုလဲလက်ရောညှိချွေးဆိုတာလဲဆက်ဆံနိုင်တယ်လို့ကိုကဟို ပေးကန်းစွန့်ကျဲနိုင်တာလေးလည်းဖြစ်လိုက်မယ်ပေါ့နော်အဲကိုအလုတ်နေရာပြောင်းတာတို့တနေ့နေရာပေါ့နော်ဟိုကြောင်းပဲဖြစ်ဖြစ်အလုတ်ပဲဖြစ်ဖြစ်ဒီမျိုးကနေနောက်တစ်မျိုးပြောင်းတာပဲနိုင်ငံပြောင်းတာပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုပြောင်းတဲ့နေရာမှာဆိုလဲကိုကိုအတွက်အထောက်အကူဖြစ်မယ်ကိုကိုကြည့်ရှုစောက်ရှောက်မယ်ဆရာသမားကောင်းတွေလည်းတွေးလိုက်မယ်အဲငွေကြီးနဲ့ပတ်သက်ပြီးဆိုလဲ ငွေကြီးမှဆိုလဲကိုအရင်ကကိုစိတ်ရှိရှိနဲ့လှုပ်ဆောင်ခဲ့တဲ့အရာလေးတွေပေါ့နော်စိတ်ရှိရှိနဲ့စူးစမ်းထဲခဲ့တဲ့အရာလေးတွေကနေကိုအငွေကြီးတွေလဲဟိုကိုထိန်းကြီးနိုင်လဲမယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမြင်ရတယ်အောင်မြင်မှုလဲရမယ်ငွေကြီးလဲငွေကြီးဆိုလဲအဆင်ပြေမယ်အဲ့လိုပြောင်းတာဆိုလဲကောင်းတယ် ဒီမှာတော့အချစ်ရေးတော့မမြင်ဘူးเนาะအချစ်ရေးတော့မမြင်ဘူးပြဿနာတစ်ခုဆိုပြီးလဲကိုကိုဘက်ကပြပြတသားဆုံးဖြတ်ဖြတ်လိုက်မယ်ဆုံးဖြတ်တဲ့အရာဆိုလဲတရားမျှတတယ်တရားမျှတဆိုတော့သူ့ဘက်ကိုဘက်မျှအောင်လို့ကိုကလည်းဆုံးဖြတ်ဖြတ်လိုက်မယ်ပေါ့เนาะအဲအဲ့လိုမျိုးလေးဒါကတော့ဟိုလာပြီးကြော်ပြီးတော့မြင်လာလေးတွေပေါ့เนาะ energy ကဲယူပါမကဲရင်လည်း entertainment အဖြစ်ပဲနားထောင်ပြီးပါပေါ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်အဆုံးထိ နားထောင်ပေးတဲ့အတွက်ကျေးဇူးတပါနောက်ရေဒီမားပြန်ဆောင်ပါမယ်နော်